ကျွန်တော်တို့ Manchester United တင်ရနောက်ဆုံး၅ဝက်မှာဆိုရင်လုံးဝရှုံးဝဲမရှိခဲ့ဘူးဆိုတော့ဒီတခါ International Break မတိုင်ခင်မှာကျွန်တော်တို့အသင်းအတွက်တာ positive ဆောင်းလာတဲ့အရာဆိုရင်တော့ကျွန်တော်တို့အဲ့အရာကိုပဲယူရလိမ့်မယ်ဗျာဒါပေမဲ့တခုရှိတာတစ်ဖက်ကပြန်ကြည့်ရင်ကျွန်တော်လည်းကျွန်တော် Manchester United တင်ရနောက်ဆုံးအဝေးခွင့်နှစ်ပွဲမှာဆိုရင်ကျွန်တော်လေးမှတ်ဆုံးရှုံးခဲ့တယ်ဆိုတော့အဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်တော့ဒီလေးမှတ်ဆုံးရှုံးခဲ့ရတဲ့အစားအရင်ကျွန်တော်တို့အသင်းကဒါပွဲပြီးသွားတဲ့အချိန်မှာကံကောင်းလို့မရှုံးခဲ့ရလို့ပြောလို့ရတယ် ဒါပေမဲ့ကျွန်တော်ဒီမှာဘာလို့လေးမဲ့ဆုံရှုံသွားလဲလို့ပြောရင်ကျတော့ကျွန်တော်အတင်းရအဲ့ဘွဲနှစ်ဘွဲစလုံးမှာဒါပထမပိုင်းနေမှာဥဆောင်ကိုလေးရယူခဲ့တယ်ပြီးတော့ပထမပိုင်းနေမှာကျွန်တော်အနိုင်ခံထားနိုင်ခဲ့တယ်ဆိုတော့ Nottingham Forest နဲ့ဘွဲမှာလည်းကျွန်တော်အတင်းပထမပိုင်းမှာအနိုင်ရရှိခဲ့တယ်စပါးနဲ့ဘွဲမှာဆိုရင်လည်းကျွန်တော်အတင်းပထမပိုင်းမှာအနိုင်ရရှိခဲ့တယ် ဒါပေမဲ့ကျွန်တော်တို့အဲ့ဘွဲတွေမှာကျွန်တော်တို့ပြန်ပြီးတော့ဒါတေးကြဖို့တော့မနေ့ပြန်ခံခဲ့ရတယ်ဆိုတော့ဒါကြောင့်လည်းကျွန်တော်ကဒီလေးမဆုံရှုံးတယ်လို့ကျွန်တော်ကပြောတာဗျာဆိုတော့ဒီကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ရှိချိန်ဒါအားနည်းချက်အားသာချက်ပြီးတော့ဒီစပန်းနဲ့ဘွဲရကျွန်တော်မြင်ခဲ့ရတဲ့အရာကျွန်တော်တင်ယူရတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့ဒီကြောင်းရာတွေကိုညီကိုရင်းနဲ့တူတူဆွေးနွေးသုံးသပ်သွားခြင်းနဲ့ ကဲညီကိုရေအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမစခင်မှာကျွန်တော်တို့ရဲ့ဒီ channel လေးကိုလည်း like and subscribe လေးနဲ့လောက်ခဲ့ပေးကြဖို့ကျွန်တော်မြစ်တာရက်ခင်ခြင်းနဲ့ဆိုတော့ပထမဆုံးအနေနဲ့ပြောရရင်ကျွန်တော်ရှေ့မှာပြောခဲ့သလိုပါပဲကျွန်တော်တို့အတင်းရဲ့အဓိက project ဖြစ်လာတဲ့အရာကကျွန်တော်တို့ဒီရှေ့က၅ဘွဲမှာဆိုရင်လုံးဝရှုံးဝဲမရှိခဲ့တာပဲ ဆောဗျာအဲ့ဒါကမနစ်ကရာသီနဲ့ကြည့်မယ်ဆိုရင်တော်တော်လေး꽌ပြရတယ်လို့ကျွန်တော်ပြောလို့ရတယ်မနစ်ကရာသီမှာကျွန်တော်အဆိုးရွားဆုံးရုန်းခဲ့ရတယ်နှစ်ပွဲဆက်နိုင်ပွဲတောင်မှမရှိခဲ့ဘူးဒါပေမဲ့ကျွန်တော်အတင်းကဒီပွဲဒီအချိန်မှာတော့ဒါ၅ပွဲသက်တမ်းရှုံးမှုမရှိခဲ့တာကျွန်တော်အတင်းတော့ကြီးမားတယ်ဒါတိုးတက်မှုလို့ပြောလို့ရတယ်နောက်တစ်ခုကကျွန်တော်အတင်းရဲ့ wrestling အပိုင်းပါဒီအပိုင်းကိုကျွန်တော်ခဏခဏပြောဖို့ရကျွန်တော် channel ကိုကြည့်နေကြကြည့်ကိုလေးသူသိလိမ့်မယ်အခုနောက်ပိုင်းနေမှာကျွန်တော်အတင်းရဲ့ ီ resilient ဘိုင်းကတော်တော်လေးထိုးတက်လာတဲ့ပတ်သက်ပြီးတော့ကျွန်တော်ခဏခဏပြောရဲဘာလို့လဲဆိုတော့ကျွန်တော်တပွဲမဟုတ်တော့ဘူးဗျာပွဲအများကြီးမှာကျွန်တော်တင်းရဲ့ဒီနောက်ဆုံး minute ထိတိုက်ပွဲဝင်တဲ့စိတ်ဒီကြိုးစားခြင်းတဲ့စိတ်အနိုင်မခံအရှုံးမပေးခြင်းတဲ့စိတ်စအဲ့အဲ့အမျိုးတွေကိုကျွန်တော်မြင်ရတယ် ဆိုကျွန်တော်ဒီလီဗာပူးနဲ့အဝေးခွင်ပွဲစဉ်မှာဆိုရင်လည်းကျွန်တော်တင်ရတာဝမ်းကြီးနဲ့ဥဆောင်တယ်လီဗာပူးကဒါနောက်ကျခြေပါကိုသူတို့သူတို့ကရသွားတယ်ဆိုတော့အဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ကဒါရစင်းလျံကောင်းကောင်းနဲ့ကျွန်တော်ဒီအနိုင်ကိုပြန်ပြီးတော့တွင်းယူနိုင်ခဲ့တယ်ဆိုတော့ဒီ Nottingham Forest နဲ့အဝေးခွင်ပွဲစဉ်မှာလည်းကျွန်တော်တို့ကဂရိုင်းမှာဥဆောင်တယ်ဒါပေမဲ့ဒုတိယပိုင်းအစမှာ Nottingham Forest ကပြန်ပြီးတော့ကျွန်တော်တို့ဥဆောင်သွားတယ်ဒါပေမဲ့နောက်ဆုံးပွဲပြီးသွားတဲ့ချိန်မှာဆိုရင်ကျွန်တော်တို့အတင်းက အတေးရလက်ရအောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဆိုတော့အဲ့ဘွဲကလည်းကျွန်တော်တို့အဝေးဝင်းဘွဲစဉ်ပဲစပားနဲ့ဘွဲစဉ်ကိုကြည့်မယ်ဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော်ပထမပိုင်းမှာဦးဆောင်နိုင်တယ်စပားက89မိနစ်မှာဆိုရင်သူတို့အနိုင်ကိုသွင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဘွဲပြေးခေရမဟုတ်တဲ့အချိန်မှာကျွန်တော်အတင်းဒါနှစ်ခုနှစ်ခုထိဖြစ်အောင်လို့ဆွမ်းဆောင်နိုင်ခဲ့တယ်စပားနဲ့ဘွဲကိုကြည့်မယ်ဆိုပုံပြီးမြင်သာတယ်ကျွန်တော်တို့ဒီ Cisco ဒဏ်ရာရသွားလို့ထွက်သွားတဲ့အချိန်မှာတရားရုံးနဲ့ကျွန်တော်တို့ကန်ခဲ့ရတယ်ဆိုတော့ဒီဘွဲစဉ်တွေအကုန်လုံးကအဝေးဝင်းဘွဲစဉ်တွေမှာပဲကျွန်တော်တို့ ဒီအဲ့အရာတွေကိုစမ်းဆောင်နိုင်ခဲ့တယ်။အဲ့တော့အရင်ရာဒီကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီ၃သင်းစလုံးကိုတပွဲမှမနိုင်ခဲ့ဘူး။စပောက်ဆိုရင်ကျွန်တော်တို့ဒီ၄ချိန်စလုံးတော့ရှုံးခဲ့။ဒါပေမဲ့ဒီရာဒီမှာတော့အဲ့၃သင်းကိုသူတို့ရဲ့ကွင်းနေမှာပဲကျွန်တော်တို့တပွဲကိုအနိုင်ရအောင်ကန်တယ်။ဒီနှစ်ပွဲကိုတော့ကျွန်တော်တည်ရအောင်ကန်ခဲ့ဆိုတော့ဒါကကျွန်တော်အသင်းအတွက်ဒီ resilient ဘိုင်းကတည်တည်တံ့တိုးတက်လာတဲ့အချက်ပဲဗျာ။ဒါပေမဲ့ကျွန်တော်တို့အသင်းက level နေတဲ့ပုံစံတစ်ခုရှိရဗျာ level နေတဲ့ pattern တစ်ခုရှိရဆိုတော့အဲ့ pattern ကြီးကတော်တော်လေးစိတ်ပြည့်စရာကောင်းလေအဲ့ pattern ကဘာလဲဆိုတော့ ကျွန်တော်မန်ချက်စတာယူနိုက်တက်တင်ရပထမပိုင်းမှာကောင်းတယ်ဒုတိယပိုင်းရောက်ရင်ကျွန်တော်အသင်းကရုန်းကန်ကြ၏ဆိုတော့ပထမပိုင်းမှာကောင်းတယ်ဒုတိယပိုင်းလူစားတွေပိုင်းလဲပြီးသွားပြီဆိုရင်ကျွန်တော်ရုန်းကန်ရတယ်ပြီးခဲ့တဲ့စပားနဲ့ပွဲကိုပြန်ကြည့်မယ်ဆိုရင်လည်းအဲ့တိုင်းပဲကျွန်တော်အသင်းပထမပိုင်းမှာစပားပေါ်မှာတော်တော်လေးကောင်းတယ်စပားကိုလုံးဝ control လုပ်ထားနိုင်တယ်ကြာပြီးတော့စပားကလည်းကျွန်တော်အသင်းကိုဒါရှော့အောင်တားခဲ့တဲ့ချိန်မှမရတဲ့အထိသူတို့အသင်းပထမပိုင်းမှာရုပ်ရက်ဆင်းပြဖြစ်တယ် ဒါပေမဲ့အမှန်တမ်းပြောရင်ကျွန်တော်အတင်းရအဲ့လိုချိန်နေမှာပထမပိုင်းမှာဒီတကိုးထက်ပိုးတဲ့ဂိုးတွေကိုပို့ပြီးတော့ရအောင်သွင်းနိုင်ခဲ့တဲ့စူးစမ်းတင်တယ်လို့ကျွန်တော်ကမြင်တယ်။ဒါပေမဲ့ဒုတိယပိုင်းမှာကျွန်တော်တို့မသွင်းနိုင်ခဲ့ဘူး။ဒါဆိုတော့ဒုတိယပိုင်းမှာလူစားပြောင်းလဲတွေပါတယ်ဖြစ်ပြီးတဲ့အချိန်မှာကျွန်တော်တို့အတင်းကဒါပိုပြန်ပြီးတော့ရုံးငန်သွားတယ်။ဆိုကျွန်တော်အတင်းကပထမပိုင်းမှာဆိုရင်ကောင်းတယ်။ဒုတိယပိုင်းမှာဆိုရင်ရုံးငန်ရတယ်။ဆိုဒီပတ်တန်ကြီးကတပွဲမဟုတ်တော့ဘူးဗျ။အခုနောက်နောက်ပိုင်းပွဲတွေမှာဆိုရင်ပိုပြီးတော့မြင်သားလာနေတယ်။ ဆိုတော့ကျွန်တော်တို့အသင်းရပြာဒီတပွဲလေးကိုပဲမတူညီတဲ့နှစ်သင်းနဲ့ကစားနေရလို့ကျွန်တော်ပြောလို့ရပါဗျာမတူညီတဲ့နှစ်သင်းဆိုတာကခုနထုံးတဲ့အတိုင်းပဲကျွန်တော်ဒီ step တွေကိုကြည့်မယ်ဗျာကျွန်တော်ဒီရာဒီ step တွေကိုကြည့်မယ်ဆိုရင်ဒီညီကိုသတိထားမိလားမသိဘူးဒီရာဒီ premier league တွေပဲကိုကျွန်တော်ပထမပိုင်းရလက်တွေနဲ့ပဲ premier league တွေပဲကိုစီမယ်ဆိုရင်ကျွန်တော်အသင်းရထိတ်ဆုံးမှာရှိနေတယ်ဒါပေမဲ့တခုရှိတာကျွန်တော်အသင်းဒီ ပရီးမီးယားလိဒီအသင်းတွေကိုဗျာဒီဒုတိယပိုင်းရတဲ့ရမှတ်တွေနဲ့ပဲစီမယ်ဆိုရင်ကျွန်တော်အသင်းရဲ့နောက်မှာနှစ်သင်းပဲရှိတော့တယ်ဆိုတော့ဒုတိယပိုင်းရလက်တွေနဲ့ပဲဒါအမပေးသင်းအောင်စီမယ်ဆိုရင်ကျွန်တော်အသင်းကဒါကားလေးတောင်တောင်ရောက်နေတယ်ပထမပိုင်းရလက်အတိုင်းပဲဒီအမပေးသင်းအောင်စီမယ်ဆိုရင်ကျွန်တော်အသင်းကထိတ်ဆုံးမှရှိနေတယ် ဆိုတော့ကျွန်တော်နှစ်သိန်းကဒီတပွဲထဲမှာနှစ်သိန်းဖြစ်နေတဲ့ပုံစံကတော်တော်ကြီးကိုကွဲပြားနေရဗျာဆိုတော့ဒီအသိန်းကဒီပွဲထဲမှာကအဲ့လိုမျိုးဖြစ်နေတယ်တပွဲထဲမှာမတူညီတဲ့နှစ်သိန်းဖြစ်တာဘာကြောင့်လဲဆိုတော့ကျွန်တော်တွေးကြည့်မယ်ဆိုရင်တစ်ခုပထမတစ်ခုဖြစ်နိုင်တာ in game management ကြောင့်ပဲနောက်တစ်ခုဖြစ်နိုင်တာကဒီ player တွေရဲ့ mentality ပိုင်းနောက်တစ်ခုဖြစ်နိုင်တာကကျွန်တော်တို့ဒီကစားသမားတွေရဲ့ fitness ပိုင်းညာနောက်ဆုံးတစ်ခုကဒီအရန်အင်အားမတောင့်တမှုတွေဆိုတော့ကျွန်တော်ဒီ၄ချက်တည်းလောက်ပဲရှိရလို့ရှင်းတယ်ဆိုတော့ကျွန်တော်ဒီ၄ချက်တည်းကနေပြီးတော့ကျွန်တော်အမြင်ပြောမယ်ဆိုရင်ဒီကျွန်တော်ခုန ပြောတဲ့ resilience ပိုင်းအားကောင်းလာတယ်ဆိုရင်ဒီ mentality ပြဿနာတော့မဖြစ်နိုင်ဘူးရာနောက်တစ်ခုက in-game management ဆိုရင်အမိုရင်းကတချို့ပွဲလေးတွေမှာသူ့ရဲ့ဒီ in-game management လေးတွေကမားတယ်ဆိုပေမဲ့ဒီခုနောက်ပိုင်းပွဲတွေမှာတော်တော်လေးမှန်တာကိုလည်းတွေ့ရတယ်ဒါပေမဲ့စပါးနိုင်ပွဲမှာလည်းသူအားနည်းချက်တစ်ခုတော့လုပ်ခဲ့လို့ကျွန်တော်ထင်တယ်ဒါပေမဲ့ in-game management ကြောင့်လို့ဒါမျိုးကြီးအများဆုံးသတိဖြစ်နေရလို့လည်းကျွန်တော်ကတော့မထင်ဘူးကျွန်တော်အဓိကထင်တာဒီ fitness နဲ့ substitution ကြောင့်လို့ပဲရာ fitness ကဆိုတော့ကျွန်တော် Manchester United တင်းရဲ့ကွင်းလေကစားသမားတွေရဲ့ကစားအားက ဒီမိနစ်60တောင်မရှိဘူးဆိုတော့ကွန်ညာတို့ဘယ်သူတို့ကစပန်းလာတာကိုတွေ့ရတယ်ကျွန်တော်ဒီကက်စီနဲ့ဘလူးနိုရဲ့ဒီကွင်းလေးကအဲ့လောက်မလုံနိုင်ဘူးဆိုတော့ substitution ရတယ်အဲ့လိုပဲဒီကစားသမားတွေနေရာဝင်လာတဲ့ကစားသမားတွေရဲ့ quality ကဆိုတော့ဒီ fat line s ကကစားသမားတွေလောက်မကောင်းတော့တဲ့အခါမှာကျွန်တော်တင်းရ struggle ဖြစ်သွားတယ် ရုံးကန်ရရပေါ့ဗျာဆိုတော့ဒီစပားနဲ့ပွဲရကျွန်တော်တင်မှားခဲ့တဲ့အမှောက်ကြည့်မယ်ဆိုရင်ကျွန်တော်ကဒီလူစားလဲတဲ့အားလေးဆိုရင်ကျွန်တော်ပွဲပြီး30ချက်မှာကျွန်တော်ပြောရပြာကျွန်တော်အမော်ရီလူစားလဲတဲ့ပုံစံလူစားလဲတဲ့အခြေအနေကိုကြိုက်တယ်ဆိုပေမဲ့ကျွန်တော်တခုသဘောမကျတော့တခုရှိရအဲ့တခုကဘာလို့ဆိုတော့ထားတော့ဗျာကျွန်တော်ဒီဆက်စကိုကဒီမာဇာရိုရဲ့နေရာကိုဝင်တယ်ဆိုတော့အဲ့ဟာလည်းမှန်တယ်ဗျာပြီးတော့ဒီမေဆွန်မောင်းက ကွန်ညာနေရာကိုဝင်တယ်ဆိုတော့အဲ့ဟာလည်းမစိုးဘူးပြလက်ခံလို့ရတယ်နောက်တစ်ခုကဒီလီနီယိုရိုကအဲ့ဒီမက်ဂွိုင်းယားနေရာကိုဝင်တယ်ဆိုတော့ဒါကတော့လဲရမှာဘာလို့ဆိုတော့မက်ဂွိုင်းယားက injury ဖြစ်သွားတဲ့အချိန်မှာကျွန်တော်လဲမှာရတော့အမယ်ဆိုတော့အဲ့သုံးခုဒီကိုကျွန်တော်သဘောကျတယ်ဒါပေမဲ့တစ်ခုရှိတာဒီ မန်နီယယ်ဥကားဒီနဲ့ကက်စီကိုလဲလိုက်တဲ့ကိစ္စဗျာဆိုတော့အသင်းကအဲ့ချိန်မှာဒုတိယပိုင်းအမိုရင်လဲတဲ့အချိန်မှာကျွန်တော်နားလေတာအင်နာဂျီတော့တကယ်ကိုလိုနေပြီဒါပေမဲ့အမှန်တမ်းပြောရင်အဲ့ပွဲမှာဘရူနိုဖာနာဒက်ကပို့ပြီးတော့စုပ်နေရဗျာဒီကက်စမီရိုတက်ဆိုကက်စီဆိုရင်အဲ့ပွဲမှာဒါမန်တော့တမက်ကက်စီကိုတောင်ပေးတဲ့ညီကိုလေးဆိုရင်ညီကိုလေးလည်းရှိရဗျာဒါပေမဲ့ဘရူနိုဖာနာဒက်အဲ့ချိန်စုပ်နေတဲ့အချိန်မှာကျွန်တော်ကမန်နီယယ်ဥကားဒီကိုဘရူနိုဖာနာဒက်နဲ့ပဲလဲသိချင်တာဆိုတော့ကက်စီကိုကျွန်တော်တို့ဒီမေဆွန်မောင်ရဲ့မန်နီယယ်ဥကားဒီရဲ့ဝရိတ်နဲ့ဒါဝိုင်းပေးလိုက်မယ်ဆိုရင်ကက်စီက အဲ့ထက်ဟိုနည်းနည်းတော့ထပ်ပြီးတော့လုတ်ပြီးလုတ်ပြလို့ရာသေးရဲ့လို့ကျွန်တော်ထင်တယ်ဗျာဒါပေမဲ့ကက်စီထွက်သွားတဲ့အချိန်မှာကျွန်တော်လုံးဝကို control ကအသက်မဲ့သွားတယ်ဆိုတော့ amorin ကအဲ့ပိုင်းလေးလူစားလဲရတော့နည်းနည်းလေးအားနည်းချက်ရှိရလို့ကျွန်တော်ထင်တယ်အဲဆိုတော့ဒီဒီပိုင်းဆိုတော့တဲ့ကျွန်တော်အသင်းရဲ့ဒီ midfield အားနည်းချက်ကြောင့်မလို့ပဲကျွန်တော်အသင်းရဲ့ဒီတပွဲထဲမှာမတူညီတဲ့နှစ်သင်းဖြစ်နေရဒါပေမဲ့ခက်တာကဗျာ amorin ကအဲ့ပွဲပြီးမှသူကပြောသွားတာက ျွန်တော်တို့အတင်းကအခုလာမဲ့ဇန်နဝါရီမှာဆိုရင်ဗန်နစ်ဘိုင်းတွေပါလို့သွားမှာမဟုတ်ဘူးဆိုပြီးသူပြောရဲ့ဆိုတော့ဗန်နစ်ဘိုင်းကြီးလုံမတော့လုံသွားမှာမဟုတ်ဘူးဆိုတော့ခါဗျာဒီကသားမားတွေကိုအလော်တကြီးနဲ့ခေါ်သွားမှာမဟုတ်ဘူးဈေးလည်းအများကြီးပေးပြီးတော့ဆိုရင်လည်းသူတို့မတန်တဆတွေပေးပြီးတော့လည်းခေါ်မှာတော့မဟုတ်ဘူးဆိုပြီးသူပြောတာဒါမှကျွန်တော်အတင်းရဲ့မီဖီလိုအပ်ချက်ကလစ်လျွှတ်ထားလို့မရဘူးဒီမီဖီလိုအပ်ချက်ကိုလစ်လျွှတ်မယ်ဆိုရင်ကျွန်တော်အတင်းကသိကြတယ်ဒီလိုပွဲမျိုးတွေဒီလို moment တွေရရှိလာအောင်ပါပဲကျွန်တော်တို့ပထမပိုင်းမှာနိုင်တယ်ဒုတိယပိုင်းမှာအမှတ်တွေပြန်ဆုံးရှုံးရတယ်တခုတော့ရှိရက ကျွန်တော်ပထမပိုင်းမှာဒီကိုကိုပြတ်သွင်းနိုင်တယ်ဥမာ Brighton နဲ့ပွဲရလေကျွန်တော်ကိုပြတ်သွင်းထားနိုင်တယ်ဆိုရင်တော့ဒုတိယပိုင်းမှာတစ်ဖက်သင်းကတော်တော်လေးပြန်လာခြင်းနဲ့ဆိုရင်တော့ပြန်လာဖို့ခက်တဲ့အနေထားရောက်ရင်တော့ကျွန်တော်နိုင်ပွဲရလိမ့်မယ်ဒါပေမဲ့ဒေချာတခုကကျွန်တော်မနစ်ကလောက်ဆိုရတဲ့အချိန်မျိုးတော့ရောက်မှာမဟုတ်တော့ဘူးဒါပေမဲ့ကျွန်တော်ဇန်နဝါရီမှာကျွန်တော် Midfield ကလိုတယ်ဗျာဆိုတော့လက်ရှိချိန်မှာ Elio Anderson ကကျွန်တော်အသင်းအတွက်ဒါတစ်ပြေးနေတယ်နောက်ထပ်ကစားသမားတွေက Valiva တို့ Warden တို့ရှိရယ်ဆိုတော့အိုက်ကစားသမားတွေကဒါဈေးအများကြီးပေးရမှာမဟုတ်လို့ဘယ်နဲ့ဘာရင်မလုပ်ချင်ဘူးဆိုရင်ကျွန်တော် Short term အနေနဲ့ခွန်မရမယ်ဒါပေမဲ့အဲ့မှာလည်းအမိုရင်းကဘာထပ်ပြောထား ာရှိလဲဆိုတော့ short term အနေနဲ့လည်းသူကကစားမားတွေကိုမခေါ်ခြင်းဘူးကစားမားတယောက်ကကိုအသင်းကိုလာတယ်၃လ၄လလောက်ကစားပြီးတော့ ပြန်သွားတယ်ဆိုတဲ့ကစားသမားတွေကို तू ကမလိုချင်ဘူးလို့ပြောထားတဲ့အတွက်ဟိုမှန်တိုင်းပြောရင်ပြဒီဇနဝါရီမှာမဖီအားနဲ့ချက်ကိုမဖြည့်တာမျိုးလေဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဒါပေမဲ့ကျွန်တော်အမြင်ကပြောရရင်ကျွန်တော်အတင်းရဲ့မဖီအားနဲ့ချက်ကမပြင်းလို့မရတဲ့နေရာဖြစ်နေပြီဗျာ။ဘာလို့ဆိုတော့ကက်စီထွက်သွားရင်ဆိုတာကျွန်တော်အတင်းမှာဒုတိယပလန်မရှိတော့အဲ့ပလန်မရှိတဲ့အချိန်မှာကျွန်တော်အတင်းရုံးကန်ရတယ်ပထမပိုင်းမှာလည်းအမှန်တိုင်းပြောရင်ကက်စီရကသားကိုခြွေဆော့ရတဲ့အခါမှာ သူဘေးမှာဝိုင်းထားတဲ့ကသမားတွေကပို့ပြီးတော့ wiring ကိုတုံးပေးရတဲ့အခါမှာအဲ့ကသမားတွေကပါဒုတိယပိုင်းရရင်ပို့ပြီးတော့ကျလာတာမျိုးတွေလည်းရှိရဲ့ဆိုတော့ဒီ mapping အားနဲ့ချက်ကိုလေးလေးရှုထားမယ်ဆိုရင်တော့ကျွန်တော်တို့အတင်းဒီလိုပုံစံတွေပဲဆက်ပြီးတော့ဖြစ်သွားအောင်လို့ကျွန်တော်ကမြင်တယ်ဆိုတော့ညီကိုတွေရောဒီကျွန်တော်အတင်းရဲ့လက်ရှိခြေအနေကိုဘယ်လိုမြင်လဲကျွန်တော်ပြောသလိုပဲဒီ international break မတိုင်ခင်မှာဆိုရင်ကျွန်တော်ငါးပွဲဒါရှုံးခွဲမရှိခဲ့တာကျွန်တော်အတင်းတိုးတက်လာတဲ့အပိုင်းပဲပြီးတော့အမှတ်တွေပြန်ပြီးတော့ဆုံးရှုံးတယ်ဒုတိယပိုင်းမှာမတူညီတဲ့ အတင်းဖြစ်သွားတာလေအဲကျွန်တော်တို့အတွက်တကယ်ကိုမဖြစ်မနေဖြစ်ရှင်းရမယ်ပြဿနာတစ်ခုပဲလို့ကျွန်တော်တို့မြင်တယ်ညီကိုရေရောအဲကျွန်တော်အတင်းဒုတိယပိုင်းကြာတော့တဲ့ပြဿနာကိုလူမဝယ်ဘူးဆိုရင်ဘလို့ဖြည့်တင်းမှုလို့လို့ရတော့လေဘလို့ဖြည့်ရှင်းလို့ရလဲစတဲ့အမြင်တွေကိုကျွန်တော်နဲ့အတူ comment section မှာဝင်အောင်ဆင်နေသုံးသပ်ပေးသွားပါအောင်ကျွန်တော်တို့ရဲ့ Glory United YouTube Channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးနဲ့အားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်